ားပါရှင် MPA သတင်းဌာနရဲ့ဒီကနေ့ဇွန်လ3ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကို ကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါတော့မယ်။နောက်ဆုံးရထိတ်တန့်သတင်းတွေတဲ့ပြပရနာမည်ကျော်ထောက်ပို့တွေနဲ့စက်နယ်လုတ်ကင်သူတွေကိုရှားဖွေဖမ်းဆီးမယ်လို့စစ်ကောင်စီကြေညာစစ်ကောင်စီရန်ကလွတ်သွားတဲ့ NUG ရဲ့စက်တန်းကတော့ငလေးပေးတင်သူတွေစီရောက်စေရာရှိတွေကိုအခန့်သူပြုံနဲ့လော်ဘီတွေဈေးတဲ့ဆက်တိုက်အောင်းနေရတဲ့အကြောင်း ရန်ကုန်ဘေးမြို့နယ်တွေမှာဖက်ထရီစပိန်မရှိရဘူးလို့စစ်ကောင်စီတမန်လိုက်ပြီလေမုခမုံတိုင်းနဲ့စစ်ပေးထံတွေကလည်းမထနိုင်သေးတဲ့ရခိုင်ကမြို့ငါးမြို့ရေးပေးကြုံနေရအနောက်နဲ့နေတဲ့တမရတစ်တက်လာအပြီးထိုင်ဝမ်အနီးစံကျင်တွေစစ်ရေးလှုပ်ရှားမှုတွေတိုးမြင့်လှုပ်လာနေတဲ့တရုတ်အဲ့ဒီလိုတနေ့တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ပထမဆုံးသတင်းကတော့ပြပန်းရောင်နမဲကျော်ထောက်ပို့တွေနဲ့အကျိုးတူလောက်ကိုင်းနေသူတွေကို ရှားဖွေဖမ်းဆီးမယ်လို့စစ်ကောင်စီကြေညာလိုက်တဲ့သတင်းဖြစ်ပါတယ်။ပြပန်းရောက်ပန်ဆယ်လို့အိုင်ဇိုနီလာထေချမ်းမြမြတော်တို့အပါအဝင်နမဲကျော်တော်လိုင်းထောက်ပို့တွေနဲ့ဆက်နွယ်ပြီးစီးပွားရေးလောက်ကိုင်းသူတွေကိုရှားဖွေဖမ်းဆီးအရေးယူမယ်လို့သတင်းရရှိပါတယ်။ ပန်ဆယ်လို့အိုင်ရင်ရွှေနေဒီဇွန်နီလာထေအောင်တော့ခိုင်စုလွင်ထက်နေနေတန်းချမ်းမြမြတော့အစိုးရချက်ချန်တို့ရဲ့လူမှုကွန်ရက်အကောက်တွေနဲ့မပတ်သက်ဖို့စစ်ကောင်စီကပြောပါတယ်သူတို့နဲ့ချိတ်ဆက်ပြီးအွန်လိုင်းပစ္စည်းဝယ်ယူတာတဆင့်ခံပြန်လည်ရောင်းချတာနဲ့အဲ့ဒီလိုလောက်ကိုင်းနိုင်မှုကူညီနေသူတွေကိုအကြမ်းဖက်ဥပဒေနဲ့အရေးယူမယ်လို့စစ်ကောင်စီထိန်းချုပ်ထားတဲ့ MRTB ရဲ့မနေ့ကညရှင်နိုင်သတင်းမှာကြေညာသွားတာဖြစ်ပါတယ် မနေ့ကတော့တတိယနိုင်ငံရောက်နေတဲ့အဆိုတော်ချန်ချန်နဲ့အကျိုးတုံလောက်ကင်သူနှစ်ဦးကိုဖမ်းဆီးအရေးယူလိုက်တယ်ဆိုပြီးစစ်ကောင်စီကဆိုပါတယ်ဧပြီ23ရက်မှာမန္တလေးတိုင်းချမ်းရည်တာဆန်မြို့နယ်အောင်နှင်းရိတ်တာရက်ကွက်နေမတ်ဖြူဖြူနေနဲ့မေရှိရက်မှာရန်ကုန်တိုင်းတကုံမြို့တစ်တောင်ပိုင်း54ရက်ကွက်နေ ကိုဖုံးမြောင်တို့ကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါဗျ။ တို့နှစ်ယောက်ရဲ့ online ကတစင် CDN လှုပ်ဆောင်ရေးထုတ်ဆောင်နေဆိုပြီး905ကကြီးနဲ့အမှုဖွင့်ထားသလိုဥပဒေအရဆက်လက်အရေးယူမယ်လို့ပြောထားပါတယ်သူတို့ရတင်ဆက်ပေးမှာကတော့စစ်ကောင်စီရန်ကြားကငလင်ပေးသိမ်းပြည်သူတန်ပေါင်းများစွာကိုကြက်တန်း9000ကျော် NUG ထောက်ပံ့နိုင်လိုက်တာဖြစ်ပါတယ်။ 16တန်းလောက်ရှိတဲ့မတ်လ28ရက်ငလင်ဘေးတင်ပြည်သူတွေစီကျပ်တန်း9500ကျော်ထောက်ပံ့ကူညီခဲ့ပြီလို့အန်ယူဂျီစီကလည်းသတင်းရရှိပါရယ်။ဒါဟာမေလ28ရက်အထိနှစ်လသာကာလအတွင်းအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီရဲ့ကြိုးပမ်းလှုပ်ဆောင်မှုဖြစ်ပါရယ်။ ငလင်တန်းသိမြို့နယ်46ခုကအိမ်နောက်စုတောင်းကိုတောင်ကျော်ကိုအထောက်ပံ့ပေးခဲ့တဲ့အကြောင်းလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကစွန်နေ့ရက်ညပိုင်းမှာထုတ်ပြန်ထားတာပါ။မုံရအခြေဆိုင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတအုပ်ကတော့အန်ယူဂျီရဲ့ထောက်ပံ့မှုကိုအကောင်းဘက်ကမှတ်ချက်ပေးတယ်လို့တော်လိုင်းရည်မြေတွေကငလင်တန်းခန်းစားနေရသူတွေကိုထောက်ပံ့ပေးဖို့လိုလားနေတဲ့အကြောင်းပြောပါရစေ။ ် NUG ကငလင်တန်အစိုးရဆုံးခန်းစားခဲ့ရတဲ့မန္တလေးတိုင်းအတွက်ကြက်2690တန်းကျော်နဲ့စကိုင်းတိုင်းအတွက်ကြက်1300တန်းကျော်ဆိုပြီးအများဆုံးထောက်ပံ့ပေးခဲ့ကြောင်းသိရပါဗျ။စစ်ကောင်စီကတော့သူတို့ရထားတဲ့နိုင်ငံတကာအကူအညီတွေအပြင်ပြည်တွင်းမှာလည်းအလူခံပွဲကိုနှစ်ကြိမ်အထိလုပ်ပြီးကျပ်256ဘီလီယံနဲ့နှစ်တန်းကျော်ကိုပီတိုရီစီလောက်လောက်လာလာခွဲပေးတာမျိုးမရှိသေးဘူးလို့သိရပါဗျ။ အခုဆက်ပြောပြမှာကတော့ရန်ကုန်မှာဘက်ထရီစပိန်စီနင်ခွင်စစ်ကောင်စီပိတ်လိုက်တဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တောင်ပိုင်းခရိုင်တွေကစိုင်းကစီနင်ခွင်ပြုထားတဲ့တန်လင်းကြောက်တန်းနဲ့ခရိုင်မြို့နယ်တို့ကလမ်းမကြီးတွေပေါ်မှာဘက်ထရီစပိန်စီနင်ခွင်ကိုစစ်ကောင်စီကပိတ်ပင်လိုက်တယ်လို့သတင်းရရှိပါတယ်။ ဘက်ထရီတက်စပိန်နဲ့အတူဘေးရွတ်ဆိုင်ကနေအာထရင် e-bike တွေကိုပါစစ်ကောင်စီကစီးနင်းခွင့်ကန့်တက်လိုက်တဲ့အကြောင်းအဲ့ဒီမျိုးနယ်တွေမှာရှိတဲ့နှွေဦးတော်လည်းလူမှုကွန်ရက်ကနေအတိပေးထုတ်ပြန်ထားမှုတွေအရာ MPA ကသိရှိရတာပါအဲ့ဒါနဲ့ပတ်သက်ပြီးတန်လီမြို့နယ်မှာနေထိုင်သူတအုပ်ကလည်း MPA ကိုအတီးပြုတ်ပေးခဲ့ပါဗျ။ခဏတစ်ဖြုတ်ပိတ်တယ်လို့တော့ထင်တာပဲလို့တန်လီမြို့စိုက်ခောက်ဖရအနေနဲ့ပြည်သူတအုပ်ကပြောပါဗျ။စွန်တရက်ကနေစပြီး တန်လင်းကြောက်တန်းမြို့နယ်ခရမ်းနယ်သုံးခွမြို့နယ်တွေကလမ်းမကြီးတွေပေါ်ဘေးဒရက်ဆိုင်ကဤပိုင်နဲ့ဘက်ထရီစပိန်စီနင်းခွင်ခနာပိတ်မယ်လို့နားလည်ထားတဲ့အကြောင်းမြို့ကန်တွေက MPA ကိုပြောပါတယ်ဒါပေမဲ့မြို့နယ်လူအလုံးကိုအတိပေးတဲ့ပုံစံမဟုတ်တဲ့အတွက်စစ်ကောင်စီလောက်ခံရတဲ့ငွေညစ်ခံရမှာကိုလည်းအဲ့ဒီမြို့နယ်နေသူတွေအနေနဲ့စိုးရိမ်နေကြပါဗျ။ ဆက်လက်ပြီးမုခမုံတိုင်းနဲ့စစ်ဘေးဒဏ်တွေကနေမထနိုင်သေးတဲ့ရခိုင်ကမြို့ငါကုရေဘေးကြုံတွေ့နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မှာမိုးတဲထန်စွာရွာသွန်းပြီးမြေချောင်းရေမြင့်တက်လာမှုကြောင့်မြင်းနေပိုင်းရက်ကွက်နယ်ကျေးရွာတချို့မှာရည်ကြီးရွှေမှုတွေဖြစ်ပေါ်နေရလို့တိသခန်တွေစီကနေသတင်းရရှိပါရတယ်။ပြီးခဲ့တဲ့မေ26ရက်ကနေဇွန်လရက်နေ့အထိမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ကလတန်မြေနယ်လေးမြို့ချောင်းမြေမြင့်တက်လာမှုကြောင့် ကြောက်တော့မြောက်ဦးမင်းပြတောင်ကုန်းနဲ့ပုံနာကျုံမြို့နယ်တို့ကနေအိမ်တွေရေဝင်ရေနစ်မြုပ်မှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။ရေကြီးမှုအကြောင်းသိရှိထားတဲ့ကြောက်တော်မြို့ဒေသခံအမျိုးသားတအူပြောတာကကြောက်တော်မှာကလဲခွင်းတွေရောရေနစ်မြုပ်နေပြီးကြောက်တော်နဲ့မြောက်ဦးအဆက်ကရွာတွေလည်းရေကြီးနေတယ်။ပုံနာကျုံမှာလည်းရေကြီးတယ်။မိုးတက်တက်မဲမဲရွာနေတာရှိရရှိနေတော့ကလတန်မြေကြီးကလည်းတက်လာတယ်။မိုးဆက်ပြီးရွာနေရင်အဆင်မပြေကြတော့ဘူးလို့ပြောပါတယ်။ ကြောက်တော်မြို့နယ်ကညောင်ချောင်ကြီးတရက်တပင်စပားစိတ်တာယာကုံရွာမပြင်းကြောက်တလုံးနဲ့မင်းသားတောင်ကျေးရွာမြောက်မြို့နယ်ကတိန်ညိုကျေးရွာနဲ့အနီးပတ်ဝန်းကျင်အနေပတ်ရက်ွက်တွေအပါအဝင်ကြောက်တော်မြောက်လမ်းပိုင်းတစ်လျှောက်မှာရေကြီးနေလို့သိရပါတယ်လက်ရှိ ရေကြီးရံမှုဖြစ်ပွားနေတဲ့ကျေးရွာနယ်ရက်ွက်တွေကဒေသခံတွေဟာပေးလို့ရကုန်မြင့်ပိုင်းနေရာတွေကိုပြောင်းရွှေ့နေထိုင်နေကြရတယ်လို့သိရပါဗျ ပြီးခဲ့တဲ့မေ25ရက်ကစပြီးတနင်္ဂနွေလုံးအတိုင်းတာနဲ့မိုးတဲထန်စွာရွာသွန်းခဲ့တာကြောင့်ကချင်းချင်းနဲ့ရခိုင်ပြည်နယ်တွေမှာရေပိကြုံနေကြရပါတယ်။ပြည်တွင်းသတင်းတွေနဲ့နောက်ဆုံးအနေနဲ့စစ်ရာရှိတွေကိုအာခန်သူပြုံနဲ့လော်ပြီးတွေခြေရက်ဆက်တိုက်အောင်းနေရတဲ့အကြောင်းဖြစ်ပါတယ်။စစ်ကောင်စီလောက်ကံပြူစောတိနဲ့စစ်တပ်ထောက်ခံသူတွေဟာပြီးခဲ့တဲ့မေလတည်းကစပြီးအခုဇွန်လအစပိုင်းအထိခက်ဆက်စိတ်ဖမ်းဆီးခံရမှုတွေဖြစ်ပေါ်နေရလို့သိရပါတယ်။ ပြီးခဲ့တဲ့မေလ16ရက်နေ့ကမန္တလေးတိုင်းစစ်ကောင်စီတပ်မျိုးဖြစ်တဲ့မိတီလာမျိုးကနမဲဆိုးနဲ့ကြော်ကြတဲ့ပြူစောတီခေါင်းဆောင်ဇော်ယူထွန်းဖမ်းဆီးခံခဲ့ရသလိုအခုလည်းစစ်လော်ပြီးဇော်ပေါင်းရင်ဖမ်းဆီးခံခဲ့ရတယ်လို့သတင်းရရှိပါတယ်။ဇော်ယူထွန်းကမလိုက်မျိုးစီမံအဖွဲ့ဝင်တင်ပုံမှုဝေဖြုံနဲ့မိတီလာတိုကိန်းမှာကားမှန်မချလို့ဆိုပြီးအခြေတင်ဖြစ်ခဲ့ပြီးတဲ့နောက်မေလ16ရက်နေ့မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ။နိုင်ငံတော်တည်ငြိမ်အေဂျင်စီကိုပြက်ပြားစေရန်ယူရကလူမှုကွန်ရက်ပေါ်လှုပ်ဆော်ဝါဒဖြန့်နေဆိုပြီးစော်ယူထွန်းကိုဖမ်းဆီးပြီးတဲ့နောက်မိထီလာထောင်ကိုပို့ခဲ့ပေမယ့်ဗိုလ်မှူးဝေဖြိုကတော့မိထီလာတက်နေမှုကမိထီလာခရိုင်ပြည်သူ့စစ်အဖွဲ့ကိုဥဆောင်မှုတာဝန်ပေးခံလိုက်ရတယ်လို့သိရပါဗျ။ အဲ့ဒီလိုပဲအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူနဲ့တက်ရာရှိတွေကိုဆဲဆိုခဲ့တဲ့စစ်တပ်လော်ဘီဇော်ဖုံးဟင်းနဲ့ဇုံလာနေရက်နေ့မိုးလက်တနိုင်ကျော်ကပြင်းဥလင်ကသူနေထိုင်တဲ့အိမ်ကိုစစ်တပ်ကဝန်ဖန်းသွားတယ်လို့သိရပါတယ်။ဇော်ဖုံးဟင်းကိုဆက်သွယ်ရေးဥပဒေတင့်မောင်ခိုးလက်နက်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုတွေခေါင်းစဉ်တက်ပြီးစစ်ကောင်စီကပြန်လည်ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ နောက်ဆုံးပြပသတင်းတပုတ်အနေနဲ့အနောက်နဲ့နေတဲ့တမရတိတက်လာပြီးထိုင်ဝမ်နီတရုတ်ဘက်ကစံချိန်တင်စည်ရေးလှုပ်ရှားမှုတွေတိုးမြင့်လာနေတဲ့အကြောင်းဖြစ်ပါတယ်။တရုတ်နဲ့ကင်းကွာတဲ့ထိုင်ဝမ်တမရတိတက်လာပြီးတဲ့နောက်ထိုင်ဝမ်နီတရုတ်ဘက်ကစည်ရေးလှုပ်ရှားမှုတွေစံချိန်တင်တိုးလုံလာနေရလို့သိရပါတယ်။ပြီးခဲ့တဲ့မေလအတွင်းတရုတ်စစ်တင်မော်နဲ့အစိုးရတင်မော်တွေဟာ ဂျပန်၊ထိုင်ဝမ်၊ဖိလစ်ပိုင်ကဆက်ဆက်ကျွန်းတစ်လျှောက်မှာတနည်းကိုပြန်မြ၁၀မော90ကနေ90လောက်ဆင်လွတ်ခဲ့တယ်လို့အမိမဖော်လို့သူထိုင်ဝမ်လုံခြုံရေးအရာရှိတဦးကပြောပါရယ်။ဒါဟာမေလာအတွက်စံချိန်တည်းအများဆုံးဖြစ်တယ်လို့ပြောပေမဲ့အရင်ကာလကကိန်းကနန်းတွေတော့အဆိုပါအရာရှိက မပြောကြခဲ့ပါဘူး။သူထုတ်ပြခဲ့တဲ့မှတ်တမ်းတွေမှာတော့ပင်လယ်ဝါကနေအရှိနဲ့တောင်တရုတ်ပင်လယ်အထိဖြန့်ကျက်ချထားတဲ့တရုတ်စစ်သည်မော်တွေရဲ့နေရာကိုပြထားပါဗျ။ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့တိကျအချက်လက်တွေအရမေလ၁ရက်ကနေ29ရက်နေ့အထိထိုင်ဝမ်ကျွန်းပတ်ဝန်းကျင်မှာတရုတ်စစ်သည်မောင်းနဲ့အစိုးရရေရင်254စီခန်းတွေ့ခဲ့ရပြီးဘလွန်ဘသတင်းဌာနရဲ့တွက်ချက်မှုအရတနေ့ကိုပြန်မျှကိုးစီးရှိပါတယ်။ ဒါဟာပြီးခဲ့တဲ့နှစ်ကတနည်းကိုပြန်မြခုနှစ်စီးထက်အနည်းငယ်ပိုများတယ်လို့အချက်လက်တွေကဆိုပါတယ်တရုတ်အစိုးရကခွဲထွက်ရေးသမားလို့ခေါ်တဲ့ထိုင်ဝမ်သမရဝီလီယံလိုင်ပြီးခဲ့တဲ့မေလကယာတူးတက်လာတဲ့အချိန်ကစပြီးတရုတ်နဲ့တင်းမာမှုတွေတဖြည်းဖြည်းမြင့်တက်လာခဲ့တာပါသူယာတူးတက်လာပြီးနောက်ထိုင်ဝမ်ကျွန်းပတ်လည်မှာစီးရီးလေးချင်းမှုခုနှစ်ချိန်ထက်မနည်းတရုတ်ကပြုလုပ်ခဲ့ပါတယ်ဒါကအရင်နှစ်တွေက မလုပ်ခဲ့ဘူးတဲ့အရေးအတွက်ဖြစ်ပါတယ် MB ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်